န်ငင်အောင်လက်ဖြင့်ရိုက်၍ငောင်းငန်မိ၏အဖေကြီးမှငောင်းငန်း၍ကျမ်းမြင်အောင်လက်ဝါးဖြင့်မကြာခဏပြောင်းပြောင်းမြည်အောင်ရိုက်နေရာဝင်ပူးနေသောမင်းလေးနှက်ကဖိတ်เสียပါလူကျန်းကိုဒီလောက်ရိုက်နေတာလေငါမခံနိုင်ဘူးအဆုတ်ပွင့်ထွက်မတက်ခံရတယ်ဟုတောင်းပန်ပြောဆိုလေ၏ထို့နောက်မင်းလေးနှက်ပြန်ထွက်သွား၏ထိုအဖြစ်ပြက်အောင်ပြိတ္တ80ခန့်လာရောက်ကြီးစုခဲ့ကြသည်ဆို၏အဖေကြီးသည်မိတို့ဆက်ကူတရမည်အကြောင်းအားစဉ်းစားရင်း ဝေဒနာရှင်ကလေးငယ်ဤအမိဖြစ်သူအားအကဲခတ်နေခဲ့၏။ထိုမျိုးသမီးသည်ကြည်နေရင်းမှပင်မျက်နှာကျော်တင်းလာပြီးယောက်ျားတဦးအတွင်ပြောင်းလာ၏။အဖေကြီးအားမျက်တောင်နီးဖြင့်မိုက်ကြည့်ကြည်နေတော်၏။ထို့ကြောင့်အဖေကြီးဦးမြခင်မှထိုအမျိုးသမီးအားထမှန်ဆန်းသက်ရန်ပြင်ဆင်၏။ရုပ်ရှိသို့သူလိုပင် ထိုအမျိုးသမီးသည်လက်မနှချောင်းအားမှတ်နေအောင်ထောင်းကာတကူလုံးတစ်စက်စက်တုံးခါလျက်မြင်းဖြူရှင်ဝင်ပူးလာလေတော်၏။ ပဇမစီမဟေစီမဟေဟုဩကာဝင်လာခြင်းဖြစ်အဖေကြီးဦးမြခင်မမေးသဖြင့်၎င်းသည်မြင်းဖြူခြင်းဖြစ်ကြောင်းပြောပြ၏ပယောဂကုမာ မင်းကုမာလာပွဲထိုးမာလာဟုမေး၏ကုယမီပယောဂအဆွဲသည်အင်းအားများသောအဆွဲဖြစ်သဖြင့်ပွဲထိုးပြီးကုယံအတိပေးခြင်းဖြစ်လေ၏မြင်းဖြူခြင်းသည်မမနာကြီးသူဖြစ်သောကြောင့်စကားပြောသည့်အခါအလွန်ရိုင်းတတ်၏ပွဲကြီးပြိတ္တ80ခန်းရှိတွင် မြင်းဖြူခြင်းက ိုစဉ်ကကုတော်မကျွမ်းညင်သေးသော အဖေကြီးအားဆရာဖြစ်ပြီးဆရာဘာမဝါဟုပမာမခန့်ပြောသောကြောင့်အဖေကြီးဦးမြခင်မှရှက်ပြီးအခုထွက်သွားစမ်းဟု အမိန်ပေးရာမြင်းဖြူရှင်သည်ထွက်ရန်ပြုရလေ၏သို့သော အဖေကြီးမှကုတော်မပြီးသေးသည်ကိုသတိရ၍မထွက်နယ်ဟုအမိန်ပေးပြန်ရာ မြင်းဖြူရှင်သည် မလွန်ဆန်နိုင်ပေပြန်ဝင်ရ၏ရင်းညောပညာသည်ကလိုအပ်သလိုအမိန်ပေးနိုင်သော စေပိုင်အာနာပိုင်ပညာဖြစ်၏ မြင့်ဖြူရှင်မငါကိုအရင်လုံအရင်ကူငါကိုအရင်မလုံရင် မှမပြောက်ဘူးဟုရန်ရန်ဆိုင်ဆိုင်ပြော၏အဖေကြီးဦးမြခင်သည် ထိုစကားကိုလူအများရှိ၌အပြောခံရ၍လွန်စွာဒေါသဖြစ်မိသည်ဆို၏ထိုအချိန်တွင်ဝေဒနာသည်ကလေးငယ်၏အဖိုးဖြစ်သူဝင်ဘူးနေသူအမျိုးသမီးအဖေဖြစ်သူသည် အပြင်မှအင်းအတွင်းသို့ဝင်လာ၏ထိုအရာကိုမြင်လိုက်သောမြင်းဖြူရှင်သည်ဘုံငနဲ့ထောက်ကုန်ပြီးခွေးမာသား မင်းငါကိုဖျောက်ထားတာ34နှစ်ရှိပြီပြေးလို့လွတ်မလားဟုကြိမ်းမောင်းကထိုအဖိုးကြီးအားခုံအုပ်လေသည် အဖေကြီးမှထိုးတော့မလုပ်ရင်တားမြစ်ပြီးနောက်မိတို့ပြုတ်လို့ပေးရမည်နည်းဟုမေးရာမင်းရုပ်ကောင်းကောင်းဝယ်၍ပူဇော်လျင်ကျင်းတဲ့ကြောင်းပြန်ပြော၏။တာမန်မင်းရုပ်တို့မှထိုအချိန်ကလေးကျက်ခွဲမြသာပေးရတော့လေ45ကျက်တန်အကောင်းစားမင်းရုပ်တို့သာဈီးမီဆိုသောကြောင့်ထိုအိမ်သားတယောက်မှအနည်းရှိဖျားဆီးသို့သွားဝယ်၏။ မြင်းဖြူရှင်ဝင်ပူးနေသောထိုအမျိုးသမီးသည်အိမ်အပြင်ဘက်အားမမြင်နိုင်သည့်နေရာတွင်ရှိနေလင်ကစားမြင်းရုပ်သွားဝဲသူသည်ဘယ်လိုသွားသည်ဘယ်လိုပြန်လာသည်ဘယ်နားရောက်နေပြီစသည်တို့ကိုမျက်စိမှိတ်လျက်မှမှန်အောင်ပြောနိုင်သည်ဆို၏ထိုမြင်းရုပ်တို့အိမ်သို့ရောက်လေသည့်အခိုက်၌ပင် ကလေးငယ်တတောင်စစ်လူကောင်းတို့၌အစမတန်ရောင်ရမ်းနေသောဝေဒနာများသည်တတင်ကအတွင် လုံးဝပျောက်ကင်းသွားရလေသည် မြင်းဖြူရှင်လာ၍ကြော့ရပြီ။ လူပရိသတ်80ခန်းရှိတွင် မြင်းဖြူရှင်ဤငါ့ကိုအရင်မလုပ်ရင် မှမပြောက်ဘူးဟုရန်ရန်ဆိုင်ဆိုင်အပြောခံရခြင်းကို မကြင်သောအဖေကြီးဦးမြခင်သည်အိမ်ပြန်ရောက်သောအခါကရော့ဝဲကိုကန်၍သားတပည့်အပေါ်ရိုင်းဆိုင်၍အဆက်ခွဲသော မြင်းဖြူရှင်နှက်ကိုအဘဆရာတော်များဆုံးမပေးတော်မူပါအဘဆရာတော်ကြီးများဟု၍တိုင်တယ်လီတော်ဤညသို့ရောက်လျင်အဖေကြီးသည်အိမ်ရှိတွင်ရထားသောကားပေါ်သွား၍ပရိစိတ်ပြီးအိမ်ရန်ပြင်လေ၏ အိတ်မပြောင်းမီအချိန်တွင်လွန်စွာအံ့ဩဝဲကောင်းသည့်အချင်းရာတစ်ခုကိုအဖေကြီးဦးမြခင်မြင်ရလေ၏မြင်းဖြူရှင်နဲ့သည် အရှိဘဲအရမဆွတ်ဆွတ်ဖြူသော အဖြူရောင်မြင်းအားစီးလျက်အဖေကြီးဦးမြခင်ရှိရာသို့ကြွလာ၏အဖေကြီးလှဲနေရာကားရှိသို့ရောက်လျင်မြင်းဖြူရှင်သည် မြင်းပေါ်မှကျွမ်းကျင်စွာဆင်းလိုက်၏ထို့နောက်အဖေကြီးဦးမြခင်ရှိရာသို့ကြက်၍လာပြီးနောက်မတ်တရက်လျက်အနေထားဖြင့်မြင်းဖြူရှင်နဲ့သည်အဖေကြီးဦးမြခင်အား ဥသုံးကြိမ်တိုက်ကရှင်ခိုးလေဤထို့သောရှင်ခိုးတောင်းပန်ပြီးနောက်လွန်စွာယောက်ျားပိသားသောအစဉ်ဖြင့်ချောမောလှပါသည်အဖြူရောင်ဝိမြင်းဖြူရှင်နမင်းသည်၎င်း၏အဖြူရောင်မြင်းကိုစီးလျက်အရှိဘက်ရက်သို့ပြန်လည်ထွက်ခွာသွားခဲ့ပါကြောင်းအဖေကြီးဦးမြခင်မှကုရုံအကြောင်းမိန်ကွန်းတွင်ပြောကြားခဲ့ပါ၏ဤစာစုဖြင့်ကျေးဇူးရှင်အဖေကြီးဦးမြခင်အောင်ဂျိုသေးလေးစားစွာ ရှင်ခိုးကတော်ပါ၏ဒါကတော့ဆရာနှစေးရေးသားပြုစုထားသော ရွှေညောအိဆာတရားမိဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနဲ့သက်ဆိုင်သည့်ဘဝုဒ္ဒစာသူများမှနဘတ်22အဖေကြီးဦးမြခင်နှင့်မြင်းဖြူစည်း၍လာရှင်းခိုးရသော မြင်းဖြူရှင်နတ်ဟူသည့်အကြောင်းအရာလေးကိုဝေမျှပေးခဲ့ခြင်းပဲဖြစ်ပါရခင်ဗျာ။